မွေကင်းစကလေးများတွင်အသာဝါခြင်းအဝါရောင်ဖြစ်ခြင်းမွေဖွားပြီးသည့်ပထမအပိုင်အတွင်တွင်မခြားခဏတွေ့နိုင်သော အခြေအနေဖြစ်သည်သက်တမ်းပြည့်မွေဖွားသောကလေးတွင်60ရာခိုင်နှုန်းသက်တမ်းမပြည့်ကလေးတွင်80ရာခိုင်နှုန်းအထိတွေ့နိုင်သည်အဓိကအကြောင်းရင်းမှာကလေး၏အနည်းရောက်သွေးဆဲများသည့်အသက်အရွယ်တို့သည် အသေးသည့်အလုံးလုံးနိုင်စွာမပြည့်စုံသေးသောကြောင့်အဝါရာပြည့်စည်။ပုံမှန်အတိုင်းဖေရှားလို့မရသေးချေ။ဒီမိခင်တဲ့ကလေးဤသွေးအုပ်စုမတူခြင်းဥပမာမိခင်မှာအိုသွေးအုပ်စုရှိ၍ကလေးမှာဤသို့မဟုတ်ပြီးသွေးအုပ်စုရှိရင်သွေးဆဲများကွဲပဲ့ခြင်းဖြစ်နိုင်ပြီးအဝါရာမြန်မြန်ဖြစ်နိုင်သည်။အုံနောက်အထီးအန်တရေရှိနိုင်သည်။ ဝေဖွာပြီးတိမှတိရဲ့အသွင် အဝါရာဖြစ်ပြီးများနေရတဲ့ချိန်အနေများတသည်နေမိခင်တို့ကြောင့်အဝါရာဖြစ်ခြင်းမိခင်တို့အတွင်းရှိဟော်မုန်းအချို့ကအဝါရာကိုပြင်းတင်နိုင်သည်သို့သောသက်တမ်းအတော်ကြာပြီးနောက်အချို့ကအပိုက်အနေငယ်တိလအထိအလိုအလျောက်ပြန်ကောင်းလာသည်သော ဆိုင်ရိုက်ဟော်မုန်နေပါခြင်းကလေးတွင်အဝရောင်နှင့်အတုပိုက်အောင်ခြင်းဝမ်းချုပ်ခြင်းရှိနိုင်သည်။ဟုံးနောက်ပေါ်တက်ရောက်မှုသာစီရန်အပြင်အမြန်ကုသရမည်။ဒီသဲကြည်ပြုံပိတ်ဆိုခြင်းဟွာယံဒီမွေးဖွားပြီးတစ်ပတ်ကျော်ကတည်းကပင်စတင်ဖြစ်သည်စီဒီအဝါယောက်ပြင်းပြင်းရှိပြီးဝမ်းသည်ဖြော့ပြော့ဖြစ်သည် သောလမပြည့်မီအသွင်းစောစောခွဲကြတိရှိရမည်မကုသပေးထားခြင်းအသေးပြက်စီးနိုင်သည်ခွဲစိတ်ကုသရနိုင်သည်ပါသွေးနီဥမြအပန်းပန်းခွဲသွားခြင်းကြီး၆ဖီသည်ချုပ်တဲ့ခြင်းနိုင်ငံသွင်းရောက်ကြလေးများဤတဆေရကန်နှုံးတွင်တွေ့ရပြီး၎င်းကိုမိခင်ထံမှအဓိကတန်ဖိုးအဖြစ်အငွေဆက်ခံလေးရှိသည်ဒီလက္ခဏာတွေကိုသတိထားပါ မျက်စိမျက်ငါခန္ဓာကိုယ်လက်တင်ချီများတွင်အဝါရောင်မြင်နိုင်သည် အကယ်၍ချီပြအထိအဝါရောင်ကြော်နေပါကသွေးအသွင်းများနှုံးသည်စိတ်နာမီလီကရန်ကရှိနိုင်သည်အပြင်အမြန်ကုသမခန့်ပါကဟုံးသောအထိအန်တရေဖြစ်နိုင်သည်သတိပြုရန်အချက်များသက်တမ်းမပြည့်မွေးဖွားသောကလေးတွင် နေနေမှစတင်ကုသရမည် အိမ်ပြန်သွားပြီးနောက်အဝရောင်ရှိ မရှိမတိချပါက ခလေးအထူးကိုဆရာဝန်ထံပြသရန်လိုအပ်သည် ခလေးကိုနေရောက်အောက်ထားခြင်းသည်ပြောချမှုအတွေ့အထောက်အကူမပြုပါဆက်လားဆောင်းရှောင်းမှုနှင့်ကုသနိလန်များကလေးအနေသိရင်သင်းတို့လုံလောက်အောင်ပေးရန်ရေခမ်းခြင်းမဖြစ်စေရန်အကြောင်းရင်းအပေါ်မူတည်၍ကုသရန် ဥပမာမိခင်တို့ကြောင့်အဝါရောင်ဖြစ်ပါကအကယ်၍ပြင်းထန်ခြင်းမိခင်တို့ကိုတစ်မှသုံးရက်ကတကနာရထားနိုင်သည်တိုက်ရိုက်ဟော်မုန်းချုပ်တင်မှုကြောင့်ဖြစ်ပါကသက်ဆိုင်ရာဟော်မုန်းများအစားထိုးပေးရန်မိအလင်းပြင်းခြင်းသည် အခြေခံကုသနည်းဖြစ်ပြီးကိုရှော့ချရာတွင်ထိရောက်သည်သွေးဖောက်ပြောင်းခြင်းကိုသွေးဆဲများကွဲပြေးနေရမှုများလုံးတော်၎င်း မင်းဤဖြင့်မထီရောက်တော်၎င်းအသောပြုသည်